ဒီနေ့မှာဆွေးနွေးမယ့်အကြောင်းအရာကတော့ကိုဝင်ဆောင်ပထမအပတ်အတွင်းဘိုင်းအောင်နာရာဟာတာမန်လားမတာမန်လားဆိုတာပဲဖြစ်ပါတယ်။တခါတလေတေးသေးလေးတင်းကျပ်မှုတွေခံစားရရင်တော့ဒါဟာတဲ့အိမ်နဲ့သားလေးဆိုင်ချင်းကြောင့်တာမန်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီတင်းကျပ်မှုကပိုပြီးတိုးလာရင်တော့ဆရာဝန်စီသွားကြည့်ဖို့လိုအပ်ပါတယ်။အကြောင်းကတော့ဒါဟာကိုဝင်ဖြစ်ချင်းကိုဖြစ်စေနိုင်လို့ပါ။ဒါကြောင့်ဘိုင်းအောင်နာရာရဲ့အကြောင်းရင်းကတာမန်ဖြစ်တဲ့ပေမဲ့ တခါတလေကိုဝင်ဖြစ်ချင်းဖြစ်နိုင်မှုကလည်း9ရာခိုင်နှုန်းကနေ10ရာခိုင်နှုန်းအထိရှိတတ်ပါတယ်။ အခြားသောတာမန်အကြောင်းရင်းတွေကတော့မအီမောင်းဖြစ်တာ NRI ဖြစ်လာရင်လဲဘိုင်းအောက်ပိုင်းတင်းကျပ်နာတာတွေဖြစ်စေနိုင်ပါတယ်။အ ਨੇ ဆုံးဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့တာအိမ်ပြင်းပကိုဝင် ectopic pregnancy သို့မဟုတ်ဘိုင်းဥတီးဥလုံး ovarian cyst ဖြစ်နိုင်ပါတယ်။တခါတလေ round ligament တင်းကျပ်လာတာကြောင့်လဲဒီလိုနာကျင်မှုတွေဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့မြည်သည့်အခါမှာမဆိုဒီလိုနာကျင်မှုတွေခံစားရရင်အကောင်းဆုံးကဆရာဝန်စီသွားကြည့်တာဒါမှမဟုတ်အနီးနားရှိဆေးရုံကိုသွားကြည့်တာပါပဲ ကျေးဇူးတင်ပါတယ်